ဒီနေ့ခေတ်မိဘတွေကမေးကြရပေါ့။ဒါကျွန်တော်တို့ဘာတင်ပေးရင်ကောင်းမလဲ။ဘာတင်နန်းနေထားမလဲ။ဘာရလောက်ရမလဲဆိုတော့။တကယ်ပြောရမယ်ဆိုရင်တော့ဒီခေတ်ကနည်းနည်းပိုခက်လာပြီ။ဘာလဲဆိုရင်ဘွဲရပြီးတိုင်းလဲသမင်းစားလို့မရတော့။ဘွဲရပြီးတိုင်းလဲအဆင်မပြေတော့။ဒါ reality တစ်ခုပေါ့။အဲ့တော့ကလေးတွေကိုစုတွေရမှာတန်းမှာအဆင်ကောင်းမှာဆိုရဲခေတ်ဟောင်းပညာရေးပြည်တန်နေရကျွန်တော်အလုံးမဖြစ်တော့ဘူးနော်။အဲ့တော့ကျွန်တော်ဒီနေ့တေချာလေးစဉ်းစားဖြစ်တယ်။မိဘတွေကလေးတွေတို့ဒီခေတ်မှာအရေးကြီးဆုံး အရေးချင်း၃ဘိုင်းနဲ့ကျွန်တော်ပြောပြတဘိုင်းချင်းစီမှာ၃မျိုးစီရှိပထမတဘိုင်းကဘာလဲဆိုတော့ IQ နဲ့ပတ်သက်တဲ့ဟာပေါ့နော်အုံနောက်နဲ့ပတ်သက်တဲ့ဟာဒုတိယတဘိုင်းကကြတော့ဘာလဲဆိုရင် emotional ဘိုင်းနဲ့ကျွန်တော်ပတ်သက်တဲ့ဟာတတိယဘိုင်းကတော့ social နဲ့ပတ်သက်တဲ့ဟာကျွန်တော်၃ဘိုင်းကျွန်တော်ပြောပါမယ်အဲ့တော့ဒီဗီဒီယိုလေးကရှင်းလိမ့်မယ်အားလုံးလည်းလက်ခံခြင်းမှလည်းလက်ခံလိမ့်မယ်ဒါပေမဲ့လက်မခံဘူးဆိုရင်လည်းကျွန်တော် comment မှာကျွန်တော်ရေးခဲ့ပေးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါဒီအဲကျွန်တော် open discussion ဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်အရင်ဆုံးကလေးရဲ့အုံနောက်အကြောင်းကျွန်တော်ပြောမယ်ဆိုရင်ကလေးရဲ့ဆုံးဖြတ် ်နိုင်စွမ်းပေါ့နော်ကိစ္စတချို့ကိုဘလောက်ထိအမြင့်မြင့်မြင်နိုင်လဲဆိုတဲ့ဟာဟိုကျွန်တော်ပြောပြချင်တယ်ဥပမာကျွန်တော်ပြောပြကြည့်မယ်သူဒီ session နဲ့ရောက်တဲ့အချိန်မှာကျွန်တော်ကတော့ computer science တက်မယ်ကျွန်တော်ကတော့ AI နဲ့တက်မယ်ကျွန်တော်ကတော့ဒါကိုစိတ်ဝင်စားရဲဆိုရယ်ဆုံးဖြတ်ချက်ပေါ့သူအနေနဲ့ဒီလမ်းကြောင်းကိုတော့အများကြီးတော့မသိသေးဘူးဒါပေမဲ့ကျွန်တော်လိုချင်တာကအခုဆိုရင်ကြည့်ကြည့်လား AI ကတိုးတက်လာပြီကျွန်တော်အနေနဲ့တစ်ချိန်ကျရင်ဒီ IT fee နဲ့အလုပ်လုပ်မယ်ဆိုရင်ကျွန်တော်ဘယ်နိုင်ငံမှာဆိုရင်ကျွန်တော်အလုပ်လုပ်ကိုရဖို့အတွက်အခွင့်အလမ်းပို့ရှိတယ်အဲ့တော့မိဘကတော့ဒါဖြစ်စေချင်တယ်မဟုတ် ကျွန်တော်တော့ဒါလုပ်ချင်တယ်။ဘာကြောင့်လဲဆိုတော့ तू အမြင်ထားတယ်။ဒီရဲ့အမြင်ပေါ့။ဘာလို့ဆိုတကယ်တမ်းပေါ့မှာအောင်မြင်တဲ့လူတွေကြီးကြီးလား။ကျွန်တော်မတ်ဇူကာဘတ်ကိုပြောကြည့်မယ်။သူဒီဘာလို့ Instagram ကိုဝယ်လိုက်တယ်။ကျွန်တော်တို့ကြီးကြီးတဲ့အချိန်မှာအဲ့အချိန်တုန်းက Instagram ကိုဝယ်လိုက်တာ1 billion လို့ပြောတကယ်သူသိရဲ့။ကျွန်တော်သိတာပေါ့ Instagram မှာကျွန်တော် prime back ဖြစ်လာမယ်ဆိုတာ short form content တွေလည်းအများကြီးလုပ်လို့ရမှန်းဒီလိုကိုဒီလိုဆုံးဖြတ်ခဲ့တာ Elon Musk ကလည်းမေးကြည့်မယ်ကျွန်တော်ဘာလို့ Twitter ကိုဝယ်လိုက်လဲ bold meeting တွေအများကြီးထိုင်းလို့မဟုတ်ဘူး social media ရတဲ့ data တွေကို train ပြီးတော့ xa အယုံလုပ်ဖို့အတွက်တွက်စတာကိုလိုက်တာဗျာဟာလူတွေကပြောတာဒါရဲ့ဈေးအများကြီးပဲမဟုတ်ဘူးသူတို့ကအလကားနေဆုံးဖြတ်တာမို့ကျွန်တော်အမြင်မတူလို့အမြင်ကအမြင့်မြင့်မြင်နိုင်တယ်ဆိုရင်ကျွန်တော်ဆုံးဖြတ်ချက်တွေကကျွန်တော်ကပြတ်သားတယ်အဲကြောင့်မို့လို့ကုကလေးကိုကျွန်တော်ခုနပြောလိုမျိုးသူဖြစ်ချင်တဲ့အနာဂတ်ကိုပြက်ပြက်သားသားဆုံးဖြတ်နိုင်မှုအတွက်ကျွန်တော်တို့ decision တွေကိုငယ်ကလေးကလှုပ်တတ်ဖို့သင်သင့်ပါတယ်နောက်တစ်ခုကျွန်တော်ပြောပြမယ်ဆိုရင် ကလေးတယောက်အတွက်အရေးကြီးတာနက်နက်တွေးနိုင်တဲ့ပတ်ဝန်းကျင်ကိုစုံစမ်းထောက်လန်းနိုင်တဲ့အမြင်တစ်ခုကလည်းတော်တော်လေးအရေးကြီးတယ်။ဥပမာကျွန်တော်မေးကြည့်မယ်။မီပေါက်တော်တော်များများစဉ်းစားကြည့်လိုက် ခရီးတစ်ခုသွားတယ်ကလေးတွေကိုတင်နေဆိုရင်ဟာဟိုဟာလေးမလုံးနဲ့ဒီဟာလေးမလုံးနဲ့ဆိုတော့ဘာမှအရေးမကြီးတဲ့ဟာတွေကိုပဲတွတ်တွတ်တွတ်ပြောနေမိတယ်ဒီလိုနေရမယ်နော်ဒီလိုလုပ်ရမယ်ဆိုကလေးကိုဒီပတ်ဝန်းကျင်ရောက်တဲ့အချိန်မှာဘာလေးတွေသတိထားမိလဲဥမာကလေးကိုဘန်ကောက်ခေါ်လာဘန်ကောက်အဲပေါ်ရောက်တဲ့အချိန်မှာဘလို့မြင်ဟာလူတွေအများကြီးပဲသူ့နိုင်ငံကဘာဖြစ်လို့တူရီဇင်ကိုလာလေတာအောင်များတာလဲမိကုန်းတွေမေးလို့မရဘူးလားဒီ train တွေဘလို့တိစောက်ထားလဲ highway တွေကဘလို့လဲဒီလောကကြီးကိုကျွန်တော်တို့ကလေ့လာနိုင်တဲ့ဆွမ်းအောက်သင်ပေးရမှာနက်နက်ရှန်ရှန်တွေးတတ်ဖို့လိုအပ်တယ် ဒါပါလို့ဆိုအမြင်မဲ့လေမိဘရဲ့အလုပ်ကအမြင်ုံချက်ပြီးရဲ့အလုပ်ပဲလေအဲကြောင့်မလို့ကလေးကိုနက်နက်တွေးဖို့လိုတယ်နံပါတ်3ချက်ကတော့ဗာလဲဆိုရင်ဆုံးဖြတ်ချက်ချနိုင်တဲ့စွမ်းရည်ပေါ့ဘာလို့ဆိုကလေးတော်တော်များများကငယ်တုန်းမှာသူတို့လှုပ်ချင်တဲ့ဟာ decision မချနိုင်ခဲ့ဘူးဆိုရင်မိဘတွေပေးတဲ့ဟာဆရာတွေပေးတဲ့ဟာကိုပဲ design မမတ်လေးလိမ့်လိမ့်မမာနဲ့လှုပ်ခဲ့တယ်ဆိုရင်ဒီကလေးကတချိန်တုဘွားကိုခေါင်းဆောင်မှုအတွက်အများကြီးနောက်နေသွားနိုင်တယ်သူတို့ကိုစောစော decision ချအခိုင်းလေးလေး တို့ရဲ့အဲ့ decision ရဲ့ကောင်းဤဆိုဤဒီတွေတို့တွေခံနိုင်သွားတယ်ပေါ့နော်စိတ်ကို train မိတာဖြစ်တယ်ပေါ့နော်ဒီကောင်းချင်းဆိုချင်းရဲ့ဒဏ်ရလက်ကိုတို့လက်ခံနိုင်တယ်ဆုံးဖြတ်ချက်တွေကိုပြက်ပြက်သားသားလုံနိုင်တယ်ဘာလို့ဆိုရင်အဲ့လိုဆုံးဖြတ်လိုက်တဲ့အချိန်မှာမှားွားတာနေပြီးတော့ပြန်ထလာခြင်းအပြင်သူဒီအသက်ကြီးလာတဲ့အချိန်ကျရင် investment decision တွေ career decision တွေ partner တွေလူတွေရွေးတဲ့အချိန်မှာ decision တွေကပုံမှန်လာမှာပေါ့နော်အဲကြောင့်မို့လို့ဉာဏ်ကောင်းအောင်ဘလောက်ပဲသင်သင်ခုနပြောတဲ့အမြင်တွေဘလောက်ပဲကောင်းကောင်းတကယ် decision မချနိုင်တဲ့ကလေး decision တစ်ခုချတော့မယ်ဆိုရင်အမေကိုကြည့်နေရတာနဲ့တခြားလူတွေကိုမေးနေရတာနဲ့အဲ့လိုမျိုးနဲ့ဘဝမှာအခွင့်အရေးတွေအများကြီးဆုံးရှုံးသွားတဲ့ကလေးတွေအများကြီးပဲအဲကြောင့်မို့လို့ decision ချတတ်တဲ့ကလေးတွေကို train ရမယ်ဟာဒီမိဘတွေ ခယူးဆရမယ့်အရာဖြစ်ပါတယ်။နံပါတ်၄ချက်ကျွန်တော်ပြောမယ်။ခုန emotion ဘိုင်းကိုကျွန်တော်ပြန်သွားမယ်ပေါ့နော်။နံပါတ်၄ဘိုင်းမှာအရေးကြီးဆုံးကဘာလဲလို့ပြောရမယ်ဆိုရင်တော့အနုပညာကိုခံစားနိုင်စွာမှာ။ကြည့်ကြည့်လိုက်။ကလေးတစ်ယောက်ကစားတောက်ဆိုင်တစ်စံဖွင့်တော်မယ်အသက်ကြီးရဲ့ချင်းတာ။ဒီရဲ့စားတောက်ဆိုင်ကိုထားပါတော့ကျွန်တော်တို့ colonial kit ကအာလုံးဝအရသာနဲ့ decoration နဲ့ vibe နဲ့လှပမှုတင်ဆက်မှုဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့သိမယ်ဆိုရင်သူဒီ business မှာပို့အောင်မြင်တယ်။ ဒီဇိုင်းတစ်ခုလုပ်တော့မယ်ဆိုရင်အဲ့ဒီဇိုင်းပိုင်းဆိုင်ရာအလားပါကိုခံစားနိုင်တယ် product တစ်ခုထုတ်တော့မယ်ဆိုရင် product တစ်ခုကိုမော်ဝင်တဲ့ခံစားမှုတစ်ခုဖြစ်အောင်ကျွန်တော်စကားလုံးတော်လုံးပြောရမယ်ဆိုရင် taste ပေါ့ဒါကပြောရင် AI နေပေါ်လာရင်မလုံနိုင်မယ့်အရာတွေပါလဲဆိုရင်ခံစားချက်ကိုတိနိုင်တဲ့အရေးချင်းပေါ့အဲကြောင့်မလို့ကလေးတို့ငယ်တုန်းမှာကျွန်တော်သင်ရမှာဒီအမှုပညာနဲ့ creativity ပဲဘာလို့ဆိုရင် creativity ကိုအကောင်းဆုံးသင်ပေးတာ musical instruments တွေပကြီးတွေဒါတွေကကျွန်တော်တို့ကလေးတွေငယ်တုန်းမှာသင်ရမှာအုံနောက်က creative အဖြစ်ဆုံးချက် င်ပေါ့နော်အဲကြောင့်မလို့မိဘတွေအနေနဲ့တခြားဘာသာရဲ့ဆိုင်ရာတွေတင်တဲ့ဟာတွေကိုလည်းတင်ပါဒါပေမဲ့အလားပါကိုခံစားနိုင်စွမ်းကအရန်ရေးကြည့်ရပေါ့နော်ဥပမာကျွန်တော်မေးကြည့်မယ်ဆို Dyson ရဲ့ founder က engineer မဟုတ်သူက designer designer ကဘာဖြစ်လဲဆိုရင် engineer လည်းဖြစ်သွားတဲ့အချိန်မှာ Dyson ဆိုတဲ့အရန်ကောင်းတဲ့ vacuum bag မရှိတဲ့ကျွန်တော်တို့ဖုံးစုပ်ဆက်တွေကိုထုတ်လာနိုင်တယ် တကယ်တာ innovation တခုပဲပေါ့နောက်တစ်ခုကကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ကလေးတွေကို emotion နဲ့ပတ်သက်လာပြီးဆိုရင်ကျွန်တော်တို့ကကိုကိုကို express လုပ်နိုင်ခြင်းပေါ့ပြောဆိုနိုင်ကျွန်တော်ဝမ်းနေတယ်ကျွန်တော်ဒါယုံကြည်တယ်ကျွန်တော်ကတော့ဒါလုပ်ချင်တယ်ဟုတ်လားလူရှိတူရှိမှစကားပြောတယ်မိဘကိုပြောတယ်မောင်နှမတွေကိုပြောတယ်တငယ်ချင်းတွေကိုစီယုံတယ်အဲ့ဟာဒီပါလဲဆိုရင်ကလေးတယောက်ရဲ့ emotion ကို express လုပ်နိုင်စွာပေါ့အဲ့တော့မိဘတွေလုံး အမားတခုလုံးမိတာဗာလဲလို့ပြောရင်တသားဒါပြန်မပြောရဘူးဒါဒီလိုမဖြစ်ရဘူးလေဝမ်းမနေရဘူးလေဒါတော်မယ်ဆိုကလေးရဲ့ emotion ကိုအကုန်လုံး suppress 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 လုပ်လိုက်ကလေးက express မလုပ်နိုင်တော့အဲ့တော့ကလေးတယောက်က तू ပြောရင်ပြောတယ်ဆိုရဲ express လုပ်နိုင်ရမယ် तू ဝမ်းနေရဆိုဝမ်းနေရမယ် तू တိတ်ငယ်တယ်ဆိုရင်တိတ်ငယ် तू ဒေါသထွက်တယ်ဆိုရင်ဒေါသထွက်တယ်ဟုတ်ပြောတတ်ဖို့လိုအပ်တယ်ပေါ့နော်အဲကြောင့်မလို့တစ်ချိန်ညရင်ကုမ္ပဏီရဲ့ခေါင်းဆောင်တွေဖြစ်လာမယ်အဖွဲ့အစည်းစကားပြောအောင်မှာဖြစ်တယ်ကိုယ့်ရဲ့ခံစားချက်တခြားလူရဲ့ခံစားချက်ကိုသိနိုင်တဲ့ကလေးတယောက် ောက်တည်လူရှိမှအမြဲတမ်းရောက်နေမယ်ကလေးတယောက်ဖြစ်လာမှာပေါ့နော်ဒါကဘာလဲဆိုတော့ expression နဲ့ပတ်သက်တဲ့ဟာပေါ့နောက်တစ်ခုကတော့အရန်အရေးကြီးတဲ့ဟာတစ်ခုကဘာလဲဆိုရင် thinking out of the box အတိတ် ဖန်တီးနိုင်စွမ်းဆိုတဲ့ဟာပေါ့အဲ့ဟာကိုကျွန်တော်ဥမာပြောရမှာဆိုရင်တော့အားလုံးမိတ်ဆွေတို့ကျွန်တော်စဉ်းစားကြည့်လေဂိုလို့ပြောလိုက်ရင်အယုတ်လို့မြင်တယ်ပေါ့နော်လေဂိုလို့ပြောလိုက်မှာဆိုအဲ့ကောင် open innovation လို့ပြောလို့ရတယ်အယုတ်တွေပေးထားတယ်လေအကုန်ဆက်လိုက်တာနဲ့ကိုဖန်တီးကျင်တာဖန်တီးလို့မရဘူးလားဟုတ်လားဥမာ Airbnb လို့ပြောလိုက်ရင်ဘာဖြစ်လဲဟိုတယ်လည်းမဟုတ်ဘူးလူများရဲ့အိမ်ခန်းကိုဟိုတယ်အခန်းဖြစ်အောင်ပြောင်းတာဒါ innovation မဟုတ်ဘူးလားဟုတ်လားတူဆိုရင်အများတန်းကျွန်တော်နှစ်ပေါင်း2000လောက်ရှိဂျပန်ကဒီဇိုင်နာတယောက်က challenge ပြန်လုပ်တယ်တူကိုတစ်ချောင်းနဲ့ဖြစ်အောင်လုပ်လို့မရဘူးလားပေါ့ အဲ့တော့ဘာဖြစ်လဲဆိုရင်အဲ့တချောင်းဖြစ်နေတဲ့ဟာကိုခွာလိုက်တာနဲ့သူကနှစ်ခုဖြစ်သွားတယ်။တိန်းတဲ့ချိန်တိုင်းတချောင်းနဲ့ပြန်တိန်းလို့ရတာ။ဒါကဘာလဲဆိုရင် out of the box စဉ်းစားလိုက်တာလေ။ဟုတ်လား။ Elon Musk ဆိုလည်းပြန်ပြောဟင်ငါတို့ဘာဖြစ်လို့ rockets တွေကိုတစ်ခါပဲတုံးလို့ရမှာ။ပြန်တုံးလို့ရအောင်ငါဘာလုပ်မလဲဆိုတာစဉ်းစားတာပေါ့။တကယ်တမ်းအဲ့လိုမျိုးလုံနိုင်တဲ့လူတွေအကုန်လုံးပြန်ကြည့်ကြည့်မယ်ဆိုရင်လူတွေရဲ့ခံစားနေရတဲ့ပြဿနာကိုခံစားနိုင်တဲ့ user experience user ရဲ့ empathetic mind ရှိတဲ့အတွက်သူတို့ဒီ innovation ကိုလုပ်နိုင်တာဖြစ်ပါတယ်အဲ့တော့ဒုက္ခရောက်နေတဲ့ဟာတခုကိုသူဘယ်လိုမျိုးပြဿနာအစ်တတခုနဲ့ဖြေရှင်းမလဲဆိုတဲ့ဟာပေါ့နော်ဒါပါလဲဆိုကလေးတွေကို train လုပ်ရတဲ့ shutdown တခုကနေကျွန်တော် question မေးလို့ရတယ်ဟုတ်တော့အမေတို့ဒီပစ္စည်းလေးဒီမှာထားထားတယ်ဒီထက်ကောင်းအောင်ဘယ်လိုလုပ်လို့ရမလဲဒါကိုမလိုဘဲနဲ့ရောလုပ်လို့ရလားကျွန်တော်ကပါဆိုမေးခွန်းမေးနေခြင်းအပြင်ကလေးကိုကျွန်တော်တို့ကခုနပြောတဲ့ဖန်တီးနိုင်စွာကိုကျွန်တော်တို့တိုးတက်အောင်လုပ်လို့ရတယ်နောက်ဆုံးတခု social skill category ရဲ့ကိုရောက်လာပြီပေါ့နော်နံပါတ် ်ခုနှစ်ခုမြောက်က leadership ပါ leadership ဆိုတာဘာလဲလို့ပြောရင်ကလေးတွေကိုသင်ပေးလို့ရပါတယ်ခေါင်းဆောင်လေးပြုလုပ်လို့ရသူတို့ចောင်းသားခေါင်းဆောင်အတန်းခေါင်းဆောင်ကျွန်တော်လုပ်လို့ရတယ်ကိုယ့်ရဲ့အဖွဲ့အစည်းဟာလာကိုလှုပ်ချင်တဲ့ small group လေးတွေကို lead လုပ်လို့ရတယ်ဒါသည် leadership ability လဲပြောရရင်မယ်ဆိုတော်တော်လေးအရေးကြီးတဲ့ soft skill တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ဘာလဲဆို collaboration ပေါ့နော်ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲပေါ့ဘာလို့ဆိုရင်ကျွန်တော်ရဲ့ဒီမြန်မာ culture မှာတော်တော်များများကအဆင့်တစ်နှစ်တုံးလူနေကြများတယ်ပေါ့နော်ဒီဆရာမ ားနဲ့ပူခင်တယ်ဒီတူနဲ့ပူခင်တယ်ဆိုတာဘလို့ပူပေါင်းဆောင်ရွက်မလဲပေါ့စာဖတ်စွမ်းအားကောင်းတဲ့ကလေးတယောက်ရယ်အမှုပညာတော်တဲ့ကလေးတယောက်ရယ်ဆိုရှယ်ကောင်းတဲ့လီဒါတယောက်ဒီသုံးခုပေါင်းပြီးတော့ငါတို့ဘာလုပ်လို့ရမလဲအဲ့တော့ပြန်စစကြည့်စီးပွားရေးလုပ်တဲ့အချိန်ကိုဖောင်ဒါရွေးရမယ်ဟာလား team member ရွေးရမယ်အချိန်ညာကိုနဲ့မတူတဲ့လူတွေရွေးရတာမဟုတ်လားအဲ့ဒါဘာလဲဆိုကျွန်တော် collaboration skills ကအဲ့မှာစကားပြောတာပဲအာဆီယမ်မာတွေကိုတဘောကြောင်ဘယ်လိုပြောမလဲကျောင်းအုပ်ကိုဘယ်လိုတဘောကြောင်ပြောရမလဲတငယ်ချင်းကိုဘယ်လိုတဘောကြောင်ပြောရမလဲကို idea ကိုလက်ခံအောင်ကျွန်တော်ဘယ်လိုပြောရမလဲဆိုဒါဒီ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်စွမ်းအားလို့ပြောလို့ရတယ်။ဒါတွေကစာထက်အရေးကြီးပါတယ်။နံပါတ် အစင်ကတော့ဘာဖြစ်လဲဆိုဒီဇိန်းတွေကိုဘလောက်ထိရင်းနှီးအောင် ပေါင်းစည်းနိုင်တဲ့ social power ပေါ့နော် socializing လို့ပြောလို့ရတယ်တော်တော်များများအခွင့်အလမ်းတွေအဲမိတ်ဆွေကောင်းတွေ idea တွေကကိုတိတဲ့လူတွေရဲ့ကိုပေါင်းနေကြလူတွေရဲ့အပြင်မှာရှိတတ်တယ်ပေါ့နော်ဥပမာပွဲတစ်ခုသွားတယ်ကုကလေးကမိတ်ဆွေတယောက်ကိုကျွန်တော်တို့ဒီဇိန်းတယောက်ကိုရင်းနှီးအောင်ဘယ်လိုမိတ်ဆန်တဲ့ရင်းနှီးပြီးွားလို့ဒုတိယတွေ့တဲ့အချိန်မှာကိုယ့်ကိုခင်မြင်လာအောင်ကျွန်တော်တို့ဘယ်လိုခင်မြင်လာပြီးတော့ကိုယ့်ကိုသဘောကျလာအောင်ယုံကြည်လာအောင်ဘယ်လိုမျိုးလုပ်မလဲဆိုတဲ့ဟာဒီဒါ အရေးချင်းတစ်ခုဖြစ်ပါတယ်။ဘာလို့ဆိုရင်ဒီခေတ်မှာဟိုတော်တော်များများဒီ business deal တွေကိုကြည့်ကြည့်ပေါ့နော်။ကျွန်တော်ဒါစီးပွားရေးလုပ်နေတဲ့အဖေမေလည်းသိပါတယ်။တော်တော်များများခေါက်ရိုက်နေရင်လည်းစီးပွားရေး deal တွေဖြစ်သွားရှိတယ်။အဲ့တော့ social ability ကပတ်စံရှာနိုင်အဆွာနေတော့ကျွန်တော်ညီမျှရတယ်ပေါ့နော်။အားကြောင့်မလို့ကိုယ့်ရဲ့ကလေးကိုမိတ်ဆွေဘလို့ပေါင်းတင်ဆက်ဆံရမယ်။လူနဲ့တွေ့တဲ့အချိန်မှာဘလို့နှုတ်ဆက်ရမလဲပေါ့နော်ကိုကိုလည်းစိတ်ဝင်စားအောင်သူ့ကိုလည်းယုံကြည်အောင်ဘလို့ပြောမလဲဆိုတော့ social ability ကအရေးကြီးတယ် အဲ့တော့ကျွန်တော်ဒီနေ့ပြောသွားတဲ့၉ခုထဲမှာတော့ဘယ်ဘာသာရက်ကိုတော်ရမလဲဘယ်ဟာကြီးကိုလောက်ရမလဲဆိုတဲ့ဟာတော့မပါဘူးပေါ့နော်ဒါတွေကအမြဲတမ်းပြောင်းနေဒါပေမဲ့ဒီခုန၉ခုကကျွန်တော်တို့အနေနဲ့မပြောင်းပါဘူးဒါတွေအကုန်လုံးကသူ့ဘဝရှောင်းမှာပါသွားမဲ့ soft skills တွေလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဒီ၉ခုကိုသုံးပြီးတော့မိဘတို့အနေနဲ့ကလေးကိုကောင်းဆုံးပြုစုပြောင်းထောင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်